အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မဲ့ season 2ရဲ့ episode 3မှာတော့ကျောင်းသားဥက္ကဋ္ဌဆိုတဲ့ကောင်ဟာကျောင်းကလေးမှာ TV ကိုအတန်ကြည်ကြီးဖွင့်ထားလို့ဆိုပြီးတော့ဩဇာတိရောင်းနေခဲ့ပါတယ်တော့ချိန်မှာကျောင်းသိမုံဖြတ်နေတဲ့ကောင်ဟာငါတို့ကျောင်းကကျောင်းသားတွေကဒီစက်ဘင်းပြိုင်ပွဲမှာဝင်ပြိုင်နေကြတယ်ဆိုတာပဲအဲ့ဒါကြောင့်ဆရာတွေက TV တွေဖွင့်ထားခိုင်းပြီးတော့အားပေးဖို့မထားလို့ကွာဆိုပြီးတော့ပြောလိုက်ပါတယ်တော့ချိန်ပါပဲ TV ပေါ်မှာဒုံမျက်နှာကြီးပေါ်လာတာကြောင့် အဆက်ကစိတ်မဝင်စားဘူးဆိုပြီးတော့ပြောနေတဲ့ဂျပုလိုတော့အံ့ဩသွားကြပါတယ်။ယူနာတော့လေဒွန်ကိုအသိန်းကိုစားပြုအနေနဲ့မြင်လိုက်ရတော့အံ့လဲအံ့ဩဆိုးလဲဆိုးရင်သွားခဲ့ပါတယ်။ဒီဘက်မှာလေပြိုင်ပွဲကြီးကိုစတင်လုပ်နေကြပါပြီ။ထိုချိန်မှာပြိုင်ပွဲစီစဉ်သူရုတ်တရက်ကြော်ညာလိုက်တာကတော့အခုအသိန်းကိုစားပြုအနေနဲ့ရောက်လာကြတဲ့သူတွေကပထမအဆင့်ပြိုင်ပွဲကိုတဦးတည်းဝင်ပြိုင်ရမှာဖြစ်ပါတယ်။ပြိုင်ပွဲရဲ့ပုံစံကတော့အခုအသိန်းကိုစားပြုကစားသမားတွေက 5မိနစ်နဲ့စက္ကန့်30အတွင်းမှာပန်းနိုင်ကိုရောက်အောင်သွားရမှာဖြစ်ပါတယ်။အဲ့လိုလုပ်နိုင်မှသာကိုယ့်ရဲ့အသင်းကနောက်တစ်ဆင့်ကိုထပ်တက်နိုင်မှာဖြစ်ပါတယ်။တွင်းကတော့ပြိုင်ပွဲစီစဉ်သူရဲ့ဇကားကို ကြားပြီးတဲ့နောက်မှာဖျားကျင်သွားပါတယ်။ထို့နောက်တွင်းကပြိုင်ပွဲစီစဉ်သူကိုသူကအသင်းကောင်းဆောင်လို့ပို့ခေါ်တာထင်းလို့လာခဲ့တာဖြစ်ကြောင်းနဲ့သူကစပင်းစီးတာမှတလတ်လောက်ပဲရှိသေးတာကြောင့်လူစားလဲလို့ရမလားဆိုပြီးတော့မေးနေပါတယ်။ပြိုင်ပွဲစီစဉ်သူကလည်း ်တွန်းတော့ကစရင်သွင်းပြီးသားဖြစ်သွားတာကြောင့်မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ထိုအချိန်မှာမင်းနူးကလည်းဘလူးစားလဲဖို့ထိုစင်းကိုပြန်ပြင်ပေးလို့မရဘူးလားဆိုပြီးတော့မေးနေပါတယ်ပြန်ပွဲစီစဉ်သူကလည်းစရင်ကအထက်ကိုပို့လိုက်ပြီးဖြစ်တာကြောင့်မဖြစ်နိုင်တော့ကြောင်းကိုပြောလိုက်ပါတယ်တွန်းကလည်းသူ့ရဲ့ပထမဆုံးပြန်ပွဲက အခုလိုကြီးဖြစ်လာတာကြောင့်ငါတော့တည်ပြီးဆိုပြီးတော့တွေးကကြောက်နေခဲ့ပါတယ်။ကျွန်းကတော့သူတို့အသင်းသားတွေကိုဘာမှမပူဘူးနဲ့ဒွန်းကလည်း အများကြီးလစ်ကျင့်ထားတာကြောင့်တွင်ကသာယုံကြည်ပေးလိုက်ကြဖို့ပြောလိုက်ပါရယ်။ရှယ်လီကလည်းတွင်ကိုစိတ်အားမငယ်အောင်အားပေးနေရှာပါရယ်။ဂျေကတော့ဒီချင်းကြီးမှာတော့စာသွားကြည့်တော့မယ်ဆိုပြီးတော့ထွက်သွားတာကြောင့်မင်းတို့ကဂျေကိုဟေးမင်းကလေဒီချင်းကြီးမှာတော့စာလုပ်ကြည့်နေသေးတယ်။တွင်အတွက်မပူဘူးလားဆိုပြီးတော့မေးလိုက်ပါရယ်။ဂျေကတော့ငါ့ဘာအတွက်ပူနေရမှာလဲဆိုပြီးတော့ပြန်ပြောလိုက်ပါရယ်။ဂျေကတော့တွင်ကိုပဲယုံကြည်ထားလား။ ဖြစ်ချင်ရဖြစ်တော့ဆိုပြီးတော့လွတ်ထားလိုက်တယ်လားဆိုတာကိုမသေးကြွယ်တော့ပါဘူးလုံနဲ့တွင်ကတော့သူနဲ့တူပြိုင်ပွဲဝင်မဲ့ကစားသမားတွေကြမှာဘာလို့လို့ဘာကရရမှမသိဖြစ်တာတာကြောင့်ဒီတိုင်းကြီးရနေခဲ့ပါရင်ထိုချိန်မှာပဲကစားသမားကြီးရကမွန်စတာပဲကြီးကိုဟေ့အောင်မွန်စတာမင်းဆက်ပေးမှလည်းဘရိတ်ကလည်းမပါဘူးပြီးတော့ဒီဂီယာရီရှိုကြီးနဲ့စပင်းကိုဘလို့ရက်မှလဲဆိုပြီးတော့မေးလိုက်ပါတယ်မွန်စတာကြီးကတော့မင်းရော အီတလီလိုင်ရွန်ကင်းဆိုပြီးတော့နာမည်ကြီးတဲ့စပင်းသမားကြီးကိုရောတည်လာမင်းမသိငါပြောပြမယ်သူကပြောဘူးတယ်ကွာမင်းဘရိတ်အုပ်လိုက်ပြီဆိုတဲ့ကမင်းဘတော်မှမနိုင်တော့ဘူးတဲ့ဘရိတ်အုပ်ရမယ့်အချိန်ကတစ်ချိန်ပဲရှိတယ်အဲ့ဒါပန်းနိုင်ရောက်တဲ့အချိန်ပဲဆိုပြီးတော့ပြောလိုက်ပါတယ်သူ့အချိန်ပါပဲတတူးတွေနဲ့ရောဂါလိုလိုဘာလိုလိုနဲ့ဘွားတဲ့ဘွေကမွန်စတာကြီးကိုလက်ခလက်ထောင်ပြန်ကအတလူကြီးစိန်ခေါ်နေပါတယ်မွန်စတာကြီးကတော့မင်းသာပြိုင်ပွဲဆိုင်နိုးနိုးကြကြနေဆိုပြီးတော့တခိုးနဲ့ပြန်ပြောလိုက်ပါတယ် ထို့အချိန်မှာပြည်ဝဲဝင်ကောင်မလေးတရားကတော့ပြည်ဝဲတွေမှာဆရာကြီးတွေများနေရကြောင်းစိတ်ညစ်နေပါတယ်။ဒေါ်လင်းမွန်စတာဘေးကြီးရဲ့စကားကိုကြားပြီးတော့သူ့ရဲ့ရှေ့ပရိတ်တွေကိုဖြုတ်ပစ်လိုက်ပါတယ်။ရှက်လေးကတော့ဒွန်းကို ပရိသတ်တွေကြားကနေအားပီးနေခဲ့ပါတယ်။မင်းနူးကြီးရတာကတော့ဒွန်းကိုစိတ်ပူနေတဲ့ပုံရပါတယ်။ထို့အချိန်မှာပဲစပီကာတွေကနေပြည်ဝဲဝင်ကစားသမားများအားလုံးစမှတ်နေရာတွေမှာအစ်စ်နေပြီးထားကြပါဆိုပြီးတော့ပြောလာပါတယ်။ဒွန်းကတော့စိတ်ပြက်လက်ပြက်နေတယ်။ အခုတသိန်းလုံးရဲ့တောင်းကိုငါအပေါ်ရောက်နေပြီ မသိတော့ဘူးကွာငါသိရင်လည်းသိပြည့်စီတော့ငါသူတို့တွေငါမှရှိသမျှအားရင်တွေကိုထုတ်သုံးပါရမယ်ဆိုပြီးတော့တွေးနေပါတယ်ထို့ချေပါပဲပြိုင်ပွဲဝင်တွေကလည်းအသည်သည်အရှင်ဟုံနဲ့တာထွက်လာကြပါတယ်သူတို့ထဲမှတော့လူတိုင်းရဲ့အာယုံစိုက်မှုကိုအများဆုံးရရှိနေတဲ့သူကတော့မွန်စတာဘဲကြီးပဲဖြစ်ပါတယ်အစမှာတော့မွန်စတာကြီးကလူတိုင်းရဲ့နောက်ကနေအရှင်နည်းနည်းလေးနဲ့ပဲစတင်လိုက်လာခဲ့ပါတယ် အဲ့ဒါကြောင့်ပဲတချို့ပြိုင်ပွဲဝင်ကစားသမားတွေကသူ့ကိုကြည့်ပြီးတော့အထင်သေးနေကြပါတယ်ဒါပေမဲ့ရော်ဂါဘဲကြီးကတော့ဒီလိုမွန်စတာကြီးတာထွက်နေရတဲ့အကြောင်းရင်းကိုသိနေတာကြောင့်အခုတွေကမွန်စတာကြီးနဲ့ဝေးနေသမျှဝေးနေအောင်အမြန်နင်းသွားခဲ့ပါတယ်မွန်စတာကြီးတာထွက်နေရတဲ့တကယ့်အကြောင်းရင်းကတော့သူ့ရဲ့ gear ratio ကြောင့်ဖြစ်ပါတယ်သူ့ရဲ့1:5 gear ကစတာထွက်တဲ့အချိန်မှာအခက်အခဲရှိပေမဲ့အရှင်ရလာတဲ့အချိန်ကြရင်တော့ သူ့ရဲ့ speed ကိုတခြားပုံမှန်စက်ဘင်းတွေကပြိုင်လဲနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးတစ်ဖက်မှာလေ manga crew ကဘက်ဒီကလည်းအခုချိန်မှာအားမအပြည့်နဲ့တခြားသူတွေကိုကြော်တက်လာခဲ့ပါတယ်တီဂျီဆိုတဲ့ကောင်ကလည်းငါဒီဘွဲမှာတော့မီနူရီရဲ့အဖွဲကိုရှုံးလို့မဖြစ်ဘူးဆိုပြီးတော့အတကုံနင်းလာခဲ့ပါတယ်ဒွန်းကတော့စိတ်လုံရှားနေရကြောင်းဒီနေ့သူစက်ဘင်းနင်းရတာတခြားနေတွေတည်းပို့ပြီးတော့ခက်ခဲနေခဲ့ပါတယ်ထို့နောက်ဒွန်းကနောက်မှကျန်နေတဲ့ monster ကြီးကိုပြန်ကြည့်လိုက်ပြီးတော့ သူဘာတွေလုပ်နေရလဲဆိုပြီးတော့တွေးနေပါတယ်ခဏနေတဲ့အချိန်မှာတော့မွန်စတာကြီးကလေကိုအပြစ်ဝရှူသွင်းလိုက်ပြီးတော့စပင်းကို အာအကုံသုံးကအသကုံစတင်ပြီးတော့နင်းလာပါတယ်အလိုနဲ့ပဲမွန်စတာဆိုတဲ့ဂုံမို့အတိုင်းတခြားသူတွေရဲ့နောက်ကနေဘာရဲကြီးတကောင်လို့လိုက်လာခဲ့ပြီးတော့အကုံလုံးကိုကြော်တက်သွားခဲ့ပါတယ်ပြန်ဝဲကိုတင်ဆက်နေတဲ့လူကြီးကလည်းပြန်ဝဲကိုလူစိတ်ဝင်စားအောင်တင်ဆက်နေပြီးတော့သူ့ဘေးနားကတယောက်ကိုလည်း ဒီပွဲကိုဘယ်လိုမြင်လဲဆိုပြီးတော့မေးလိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်ကသူကတော့ငါတော့ဒီပွဲဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုကြိုသိနေပြီဆိုပြီးတော့ပဲဖြစ်လိုက်ပါတယ်။ပြိုင်ပွဲဝင်တွေကလည်းအပြင်းထန်ပြိုင်ဆိုင်နေရပြီးတော့ပရိသတ်တွေကြားထဲမှာတော့ဒီပွဲကိုစောင့်ကြည့်နေတယ်။နေကာမျက်မှန်နဲ့ဘဲကြီးတယောက်ကိုပြထားပါတယ်။ချိုချေပါတော့မွန်စတာဘဲကြီးကဘသူမှပြိုင်မလိုက်နိုင်တော့တဲ့အချိန်နဲ့တယောက်ပြီးတယောက်ကိုကြော်တက်သွားခဲ့ပါတယ်။ရော့ကဘဲကြီးကလည်းနောက်ကနေ မွန်စတာကြီးလိုက်လာနေပြီဆိုတာကိုခံစားမိနေပါတယ်။ဂျီရိုကြောင့်ကသူတွေကလေစပင်းပြိုင်ပွဲကိုစိတ်ဝင်တစားကြည့်နေကြပြီးတော့အံ့ဩနေကြပါတယ်။ကြောင်ကြီးကတော့ပြိုင်ပွဲအခြေအနေကို ကြည့်နေပြီးတော့ဂျွန်အတွက်စိတ်ပူနေပါတယ်။ပြိုင်ပွဲထဲမှာတော့မွန်စတာကြီးနဲ့ရော့ကာဘဲဂျီတို့ကထိန်ဆုံးကနေဥဆောင်နေပြီးတော့တက်ရောက်နေတယောက်အကြော်မခံကြဘဲနဲ့အသေးကြီးပြိုင်နေကြပါတယ်။တခြားကစားသမားနှစ်ယောက်ကလေရှေ့ကနေရောက်ကိုအမိလိုက်နေကြပြီမေ။နေရောက်စလုံးက သက်လုံမကောင်းကြတာကြောင့်အသက်ရှူတွေပါမလာခဲ့ကြပါရယ်ထို့ချင်းပါပဲသူတို့နောက်ကနေဖက်တီကဝက်သွိုးကြီးတို့အရှင်ဟောင်းနဲ့ရောက်လာခဲ့ပြီးတော့သူတို့နှစ်ယောက်ကိုကြော်တက်သွားခဲ့ပါရယ်ဖက်တီလည်းသူတို့နှစ်ယောက်ကိုကြော်လာပြီးရဲ့နောက်မှာပဲကျော်ကြီးကသူ့ဘေးကနေဘွားကနေပေါ်လာခဲ့ပါရယ်ဖက်တီလေးမင်းကငါထင်ထားရတဲ့တော့မြန်နေရပဲမင်းခန္ဓာကိုယ်က တော်တော်ကြီးတော့နောက်ကနေလိုက်ခဲ့ရတဲ့အတွက်ငါ့အတွက်အတော်အဆင်ပြေသွားတယ်ကွာ ကျေးဇူးပဲဝက်ဆုပ်ရဲဆိုပြီးတော့ကျော်ကြီးကပြောလိုက်ပါတယ်ကျော်ကြီးဆိုတဲ့ကောင်ကပွဲစတွေက အခုချိန်ဒီဖက်တီရဲ့နောက်ကနေတစ်ချိန်လုံးလိုက်နေခဲ့ပြီးတော့ slit screen လုပ်နေခဲ့တာဖြစ်ပါတယ်ဖက်တီလေကျော်ကြီးကသူ့ကိုဝက်ဆုပ်လို့ခေါ်တာကြောင့်စိတ်တူသွားပြီးတော့ကျော်ကြီးကိုပခုံးနဲ့ဝင်တိုက်ဖို့လှုပ်လိုက်ပါတယ်ဒါပေမဲ့ကျော်ကြီးကလည်းအရှိန်ကိုတင်းလိုက်ပြီးတော့ကျော်တက်သွားခဲ့တာကြောင့်ဖက်တီကအရှိန်လုံပြီးတော့တခြားတယောက်ကိုတိုက်မိသွားခဲ့ပါတယ်ဖက်တီကတော့ဘာမှမဖြစ်သွားပါမယ်လေအတိုက်ခံတဲ့သူကလဲကျသွားတာကြောင့် နောက်ကလိုက်လာတဲ့စပိန်တွေပါအစုလိုက်အပြိုလိုက်မောက်သွားခဲ့ကြပါတယ်။နောက်မှာတော့ဒီဂျေကဂျွန်ကိုကြည့်ပြီးဒီလူမိုက်ကောင်ကငါထင်ထားနေတော့မြန်နေပါလား။ငါဒီလိုဆက်လုပ်နေလို့မရဘူးဆိုပြီးတော့ကြွေးကသဲကြီးမဲကြီးလိုက်နေပါတယ်။သွန်ဆိုးတဲ့ကောင်ကတော့ဒီအချိန်မှာခေါင်းကြီးကိုငုပ်ပြီးတော့နင်းလာခဲ့နေ။ငါခြေထောက်တွေကလည်းလှုပ်တော့မလှုပ်ချင်တော့ဘူး။ဒါပေမဲ့ငါတို့အတင်နောက်တစ်ဆင့်ထတ်တဲ့နေဘိုးကငါအပေါ်မှာမူတည်နေတယ်။ငါပြန်ပွဲပွေးတဲ့အထိတော့ဆက်ပြီးတော့တောက်ခံထားနေရမယ်ဆိုပြီးတော့ပြန်အားတင်းက ခေါင်းကိုမော့လိုက်ပြီးတော့ဆက်သွားတဲ့အချိန်မှာတော့သူ့ရဲ့မျက်စိရှင်မှာဆက်ဘင်းတွေရောလူတွေရောအပုံလန့်ကြီးလဲကျနေတာကိုတွေ့လဲရပါတယ်။ထို့နောက်တော့လည်းသူ့ရဲ့အရှိန်ကိုမထိနေတော့ပဲနေထိုလဲကျတဲ့လူအပုံကြီးတဲ့ကိုဝင်သွားခဲ့ပါတယ်။ဒီဖြစ်ဖြစ်ကိုမော်နီယာကမြင်နေရတဲ့ပြည်သက်တွေနဲ့သူ့အဖွဲ့သားတွေကပါထိတ်လန့်သွားခဲ့ကြပါတယ်။ပြီးရင်တော့တို့လည်းဆက်ဘင်းဘောကနေပြုတ်ကျသွားပြီးတော့လမ်းမကိုမျက်နှာကြီးနဲ့ဒီရုတ်တိုက်ဆွဲသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲဒီပန်းလေးကိုဒီနေရာမှာပဲအဆုံးသတ်ထားပြီးတော့ နောက်လာမယ့်အပိုင်းတွေမှာတော့ဒွန်ဘာတွေဖြစ်သွားမလဲဆိုတာနဲ့ဘာတွေဆက်လုပ်သွားမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာဒီလိုက်ပါကြည့်ရှုလာသူတယောက်ကျေးဇူးတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ